ကမေသူမစ္ဆာစရကံဟာအိမ်တော်ရှိတဲ့သူနဲ့ပြမမိမထိုက်ထမျိုးလားဆိုဆောက်ကြဘက်ကကြည့်မယ်အမျိုးသားတွေမပြစ်မှားရမယ်အမျိုးသမီးက20ရှိတယ်အအကြမ်းင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှုတ်ဘာလို့ရဲ့အုတ်ထိန်မှုကညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင် တပ်ပြီးသားစုရဲ့ဆရှောင်းဖို့လို့ခေါ်လာပဲဒါ responsible ဖြစ်သွားပြီလေချွေမျိုးတော်လာပြီ responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောင်ဆောင်မှုအဖေရဲ့ထိမ့်သိမ်းဆောင်ဆောင်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြန်မလို့ရှိရင်ကမင်းသမီးဆဆကထိုင်တယ်နောက်တစ်ခါကျတော့မယားဆယ်မျိုးလို့ခေါ်တယ် တဝူးကအိမ်တော်ပြုတ်ထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှိရင်လေမျိုးသားတွေဟာကပ္ပသမိဆန္ဒကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုတ်ထားတဲ့ပုံကောလွှဲပြီးတခြားပုံကောပြမလို့ရှိရင်မျိုးသမီးတွေကကပ္ပသမိဆန္ဒကထိုက်တယ်။ เนาะပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်တော်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sex relation lawful ဆိုတာလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လीမှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဖေးရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဟာတွေနဲ့ဆိုသူကကမေစုမေစာစာလို့ပဲခေါ်တယ်မျိုးသားတွေကပုံများတယ်တင်ပါ ါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးဝင်ပေးပြီးတော့ပျော်ပါတာမျိုးကြအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာကြတော့သူကမုဟုတိကလို့ခေါ်တယ်မုဟုတိကလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနည်းတယ်အန်လောဖူမဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမမိလို့ရှိရင်ကာမေသူမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ပြား သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါ